့တက္ကညီများအားလုံးပဲမင်္ဂလာပါစေဒီနေ့ကတော့တော်ကအိမ်မှာထူးထူးဆန်းဆန်းလေးပေါ့ညင်းတစ်ခွက်လေးကိုချစ်တက္ကညီတို့ကိုဈေးပိုးလေးချွတ်ချွတ်သားလေးနဲ့လက်ချက်ပြမယ်ချစ်လို့ရေပံဝင်မဲ့ပစ္စည်းလေးလေးကိုတော်လို့ပြကြမယ်နော်ဒါရေစိတ်တဆင်နာပီးသားလေးတွေချစ်လို့ရေဒါလေးကတော့ငါတစ်သားလေးတပူပါငါတစ်သားလေးတပူလေးကိုဖောက်လာတာပါဒါလေးကတော့တော်လို့ခရမ်းချင်းသီလေးပါလဲကျွတ်နီလေးပါလဲ တ်မှတ်မှုအပွင့်လေးလဲပါတယ်ချစ်လို့ရေးပတ်မှုပွင့်လေးဝါဒါလေးကိုတော့အညာလေးလေးဆွေးထားပြီးတော့ရေးလေးဆေးထားပြီးသားလေးလေးပါအဲ့ဒါဆိုရင်တော်လို့လေးရပါတော့ပါဝင်မပစ္စည်းလေးရတော့ဒါလေးရတော့မုံလာရွက်လေးပေါ့မုံလာရွက်လေးကိုတော့ထုရလိုက်ရချစ်လို့အယိုးလေးတွေထုကဲအားလုံးနဲ့အဆင်သင့်လို့ဖြစ်ပြီဆိုရင်တော့ချစ်လို့ရေးစကြော့ကြမယ်ပေါ့နော်ဒဲအိုးလေးအဆင်သင့်လေးဖြစ်ပြီဆိုရင်တော့တော်လို့စီလေးထည့်မယ်ချစ်လို့ရေးစီလေးဟိုကတော်လို့များများလေးထည့်တယ်ချစ်လို့ရေးအစိမ့်ကြော့ပုံစံမျိုးလေးပေါ့ တော်တော်များများတော့เนาะထိုင်းနိုင်ငံမှာတော့เนาะဟိုထိုင်းလူမျိုးတွေတော်တော်များချက်စားကြတယ်ကြော်စားကြတယ်ကျလို့ရေးဒါလေးကတော့ကျွတ်ွန်နီလေးကိုတော့စီတက်မယ်ကျလို့ကျွတ်ွန်နီလေးဒီအဖက်လေးနုံးွားလေးထိလေးတော့စီတက်မှာကျလို့ရေးအနံ့လေးတွေကလည်းမှုေးတွေပေါ့နော်ကျွတ်ွန်အဖြူရောတော့မတုံးအနီလေးတုံးတယ်အနီလေးကြတော့အဖက်လေးလည်းပိုစားကောင်းတယ်ကျလို့ရေးကျတော့အနီလေးရလဲနုံလာပြီဆိုရင်တော့တော်လို့လေခုကတော့ကတော်ခုကတော့လှီးသားလဲခရမ်းကျစ်သီးနဲ့ပေါ့ပတ်မမှုအပွင့်နေလေကိုအရင်ကြော်လိုက်မယ်ချလို့ရင် အဲ့ဒါလေးကိုစီပူလေးနဲ့လုံလိုက်မယ်ချလို့ရေတော်တခါမှတော့မချက်စားဘူးပေါ့နော်ဒါမဲ့ဟိုတော်အလုံးမအားတဲ့ချိန်ကြရင်ပေါ့အဲ့လိုဆန်းဆိုင်နေမှာချက်စားတော့ဝက်စားပြည့်တယ်ပေါ့နော်တော့ဝက်စားပြည့်ဒီလိုမျိုးလေးချက်စားတာကိုတော့တော်တွေ့တယ်ပေါ့ချလို့ရေအဲ့ဒါဆိုရင်တော့တော်ကဒီလိုမျိုးလေးချက်စားကြည့်မယ်ဆိုရကိုယ့်အိမ်မှာဒီလိုမျိုးလိုလေကုကူလေးလည်းချက်စားပြည့်တာပါမော်လာရွက်လေးထည့်ပြီးပါပြီဆိုမော်လာရွက်လေးကိုလည်းတော့စီပူလေးလည်းပဲလုံလိုက်အောင်မချလို့စီပူလေးနဲ့ပဲဟိုဘက်ဒီဘက်ဇုံလေးလည်းပဲမှွေလိုက်အောင်မချလို့ရေ ဟိုဆန်းဆိုင်မှာဆိုရင်တော့30ဖို့ဆိုနည်းနည်းပဲရတယ်ချစ်လို့ရဒါဆိုရင်ကို့အိမ်မှာပေါ့နော်ဒီလိုမျိုးမများလေးစားရအောင်ဆိုပြီးတော့ပေါ့ချစ်တငငကြီးတို့ဒီနေ့ကတော့တော်ထူးထူးဆန်းဆန်းလေးပေါ့ညှင်းတစ်ခွက်လေးလာချက်ပြတာပါချစ်လို့ရတကယ်အားလို့ဆိုရင်တော့တော်လို့ဒီဒါလေးရလဲအရွက်လေးလေးကနုံလာပြီးွားပြီးဆိုရင်တော့ချစ်လို့ရတော်လို့ရသမှုလေးထည့်ကြမယ်ပေါ့နော်ရသမှုလေးကတော့တော်ခလုံးမုတ်လေးကိုထည့်လဲခလုံးမုတ်လေးတစ်စုံနဲ့တော့ကွက်ထည့်လိုက်ချစ်လို့ခလုံးမုတ်လေးထည့်ပြီးွားပြီးဆိုရင်တော့တော်လို့ အချုံမုတ်လေးပေါ့နော်အချုံမုတ်လေးကိုလိုကျန်သလားလေးပေါ့ချလို့ထည့်ကြပါအချုံမုတ်လေးထည့်ပြပြီဆိုရင်တော့ခရုစီအနောက်လေးထည့်တယ်ချလို့ခရုစီအနောက်လေးထည့်တယ်ခရုစီအနောက်လေးထည့်ပြပြီဆိုရင်တော့တော်လို့လေးဒါလေးကိုဟိုဘက်ဒီဘက်လေးပေါ့နော်ဒါလေးလည်းချုံမုတ်လေးလည်းထည့်လို့ပြီးစီးပြီးဆိုရင်တော့တော်လို့လေးပေါ့စီပူလေးလည်းပဲလုံးလုံးလိုက်မယ်ချလို့ဒီအသေးရွက်လေးလေးနုံးနဲ့ထိလေးကြော်လိုက်မယ်ချလို့စီပူလေးလည်းပဲ စီပူလေးလည်းဒီမျိုးလေးကြော်တာလေးပိုစားကောင်းတယ်ကျွန်တော်ရေလေးထဲလိုက်ရင်လေရေမြဲမြဲဆိုစားမကောင်းတော့ဒါဆိုရင်ငါတက်တက်လေးထဲလို့ရပြီချစ်လို့ရငါတက်တက်လေးရတော့တော့ကိုကတော့အနှစ်နေတယ်ပေါ့အဲ့လားဆိုရင်ရေလုံးဝမထက်ပဲတဲ့ငါတက်တက်လေးရတော့အနှစ်ပတ်ပြီးသားဆိုတော့ အရင်အစင်သစ်စားလို့ရပြီချီလို့ရဒါလေးကိုပေါ့နော်ဒါဆိုရင်အနံ့နေမှုမှုလေးတဲ့ငါတစ်တာအနံ့နေရလဲမှုမှုလေးအသေးရွက်လေးရလဲအနံ့နေရလဲမှုမှုလေးတဲ့ဆိုပိုရွက်စားကောင်းတယ်ချီလို့ရဒါဆိုရင်ထိုင်းလူမျိုးတွေချက်စားနေလူမျိုးတွေတော်အားလိုက်ချက်စားကြည့်ကြတာကဲချစ်တဲ့ငယ်ချင်းတို့လာမြဝတ်ပေးတာပါတော်လူမျိုးလေးဒီလူမျိုးလေးပေါ့လိုက်ရလိုက်ချက်စားကြည့်ကြပါလို့တော်တောင်းဆုပါတယ်နော်တော်အားတော့နေ့တိုင်းပေါ့နော်သူများချက်တဲ့ညီလေးတွေကိုတော်အားလေးပုံမှန်လေးတင်သွားပေးပါပါတော်ချက်သူများချက်တဲ့ဟာလေးတွေကြည့်ပြီးသွားပြီးတော်အားလိုက် ချက်ရောချစ်တငယ်ချင်းတို့လာမျှဝစ်ပေးတာပါတော်ရဲ့ဘလော့လီမှာပေါ့နော်ကဲချစ်တငယ်ချင်းတို့ရေဒီဘလော့လေးကတော့သူများကလည်းမျိုးပေါ့နော်ဟိုထမင်းဝက်စားရမယ်ညှင်းဝက်စားရမယ်ဆိုရင်တော့ဒီလိုမျိုးလေးကိုယ်အိမ်မှာဒီလိုဆော့ဆုံလေးလေးစားကြည့်နေဆိုရင်ဒီလိုမျိုးလေးချက်စားကြည့်ကြပါရန်စင်ပြီတယ်နော်ကဲတော်ရဲ့ဘလော့လေးကလည်းဒီလောက်ပါပဲချစ်တဲ့ငယ်ချင်းများအားလုံးပဲမင်္ဂလာပါနော်တော့အားလုံးပဲကြည့်ပေးကြပါလို့တော်တော်